ညအမောင်လူလောမိုးနေချိန်တွင်ပညာရှိလူငယ်စာတင်သားတို့ဟာလန်ရော့လိုအမည်ရတဲ့နှစ်ထောင်တသန်းရှိတဲ့ရှေးဘုံကြီးအောင်တရောင်းကိုခိတခဏတဲခုကိုရောက်ရှိလာခဲ့ပါတယ်။သူဟာအเจ้าထဲမှာအိတ်ဆက်နားယူနေခဲ့အတန်တန်ကြားလို့လန့်လို့သွားခဲ့ပါတယ်။သူဟာမိရင်ကိုယူပြီးအပြင်ကိုထွက်ပြီးအတန်လာရာကိုစူးစမ်းရှာဖွေနေပါတယ်။သူရှာနေရင်ရည်ရွယ်ချက်ကြီးတစ်ခုနာကိုရောက်သွားပါတယ်။သူဟာရည်ရွယ်ကုန်ငုံကြည့်ပြီးဘယ်သူလဲလို့မင်းနေပါတယ်။ဒါပေမဲ့တစ်ဖက်ကဘာတော့ပြန်တယ်မှမလာလို့သူဟာလှည့်ပြန်ခဲ့ပါတယ်။ သူခြေလမ်းနှမ်းငယ်လျှောက်ပြီးမှပဲရေရင်းပြည်ကြီးတဲကရှာကြီးတစ်ခုထွက်လာပြီးသူ့ရဲ့ခြေထောက်ကိုရစ်ပတ်ပြီးရေရင်းအောက်ခြေကိုဆွဲချလိုက်ပါတော့တယ်။ရေရင်းအောက်ခြေကိုရောက်တော့ရေရင်းထဲကတစုံတစ်ယောက်ကလန်ရော့ဖရာကျောင်းထဲကိုဘယ်သူကလာကျူးကျော်ရဲတာလဲဆိုပြီးမိဒံကိုကြားရပါတယ်။အဲ့လိုကြားပြီးနောက်သူ့ရှေ့ကိုစကားပြောနိုင်တဲ့ဖားတကောင်နဲ့လက်တကောင်ကြလာပါတယ်။စကားပြောနိုင်တဲ့ဖားလေးနဲ့လက်လေးကိုအံ့ဩပြီးစာတင်နာဟာစနေပါတယ်။ဒါပေမဲ့သူစနေတာကြီးကျန်နေနေရောက်ဖြစ်နေတာကိုတော့သူမသိပါဘူး။ဖားလေးကစိတ်တူပြီးစာတင်နာကိုသူ့ရဲ့စွမ်းနဲ့ချက်ပါတော့တယ်။ ကျင်းကျန်သူလက်ဟာစာတင်နာကိုတီးကိုခေါ်လာတာကိစ္စတခုလုပ်ဆွေးခြင်းလို့ခေါ်လာတာဖြစ်ကြောင်းပြောပြပါတော့တယ်။လက်ကဖားတဲ့သူဟာပြင်နေကြတာဖြစ်ပြီးသူတို့နှစ်ယောက်ပြောတဲ့ထက်ကဘ누구ပုံမြင်ကပိုကောင်းလဲဆိုတာကိုစာတင်နာကိုဆုံးဖြတ်ပေးဖို့ပြောနေတာပါ။ပုံမြင်ရင်ပြောရဖို့ရင်းနှစ်ယောက်သားကငင်းခုန်နေကြပေမဲ့နောက်ဆုံးမှာဖားကပဲအရင်ပြောခွင့်ရသွားပါတယ်။ကျင်းကျန်သူဖားပြောပြတဲ့ပုံမြင်ကတော့ဝမ်ချန်တော့အမြင်ရတဲ့ယူသားတော်လဲယူသားခြင်းသိမ်းရှိတော့လူငယ်တူအကြောင်းပဲဖြစ်ပါတယ်။ ဒါအပြင်သူဟာမှော်ပညာကိုရအောင်လို့စိတ်ပြင်းပြနေတဲ့လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ဝါချန်ဟာသူ့ကိုယ်သူမှော်ပညာရှင်တစ်ဦးအဖြစ်စိတ်ကူးယဉ်နေပါတယ်။စိတ်ကူးယဉ်လို့ကောင်းနေတော့မှာပဲသူ့မိန်းမကတပြက်စီနဲ့လိုက်ရိုက်နေပါတယ်။ဒီလိုနဲ့ဝါချန်ဟာစိတ်ညစ်ညစ်နဲ့လက်လျှောက်ထွက်လာတော့လူတွေဝိုင်းအောင်နေတဲ့နေရာကိုရောက်သွားပါတယ်။အဲ့ဒီမှာတာအိုဆရာတော်ကိုဆန်ရှင်ကတိတော်ရီးမလူတာကြောင့်ဝါချန်ကလှူလိုက်ပါတယ်။ တောင်ဆရာတော်ကလည်းဝမ်ချံပေးတဲ့တစ်တော်လေးကိုစားပြီးတစ်တော်လေးပင်ကြီးကိုပါပေါက်ဆွေလိုက်ပါတယ်။လူအလုံးကလည်းပျော်ရွှင်စွာခူးယူစားတောက်နေကြပါတော့တယ်။အဲဒီနောက်ဝမ်ချံဟာတောင်ဆရာတော်ရဲ့နောက်ကို လိုက်သွားခဲ့ပါတယ်။ဝမ်ချံဟာတောင်ဆရာတော်ကိုသူ့ကိုတပည့်ဖြစ်လက်ခံပေးပြီးမော်ပညာတင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တောင်ဆရာတော်ကလည်းမော်ပညာတင်ခြင်းရင်ဒုက္ခခံနိုင်ရမယ်လို့ပြောပြီးလက်ခံလိုက်ပါတယ်။နောက်နေ့မနေ့ရောက်တော့တောင်ဆရာတော်ကဝမ်ချံကိုထင်းခုတ်ရမယ်ဆိုပြီးပစိတလက်ကိုပေးပါတယ်။ ဒီလိုနဲ့ဝါချန်ဟာအချိန်တွေကိုပင်မစွာဖြတ်တန်းရင်တလားပြေသွားခဲ့ပါတယ်။ဒါပေမဲ့တာအိုဆီယာရောကသူ့ကိုဘာမှပညာမှမသင်ပေးသေးပါဘူး။ဝါချန်ကတာအိုဆီယာရောလိန်နေတာဆိုပြီးထွက်ပြေးဖို့ပြင်ပါတော့တယ်။ထွက်ပြေးလာရင်တာအိုဆီယာရောနဲ့သူ့မိတ်ဆွေနေရာကိုစကားဆမိပြောဖို့လုပ်နေတာကိုမြင်လိုက်ရပါတယ်။ထို့သောရောက်ဟာစကားပြောနေကြရင်လည်းအသေးကြီးဂီတဒန်စင်နဲ့ဖြောပြေးဖို့အတွက်နတ်သမီးတစ်ပါးတို့ကိုသူ့ရဲ့မော်ဆွမ်းနဲ့ဖန်ဆင်းလိုက်တာကိုဝါချန်ဟာမြင်လိုက်ရပါတယ်။ မောပညာရှင်ကြီး၃ဦးဟာတည်ရီတောက်ပြီးတဲ့နောက်နတ်သမီးနေတဲ့ကွမ်ဟန်နန်းဆောင်ကိုလွှားကြပါတော့တယ်။ဝါရှန်ဟာလည်းမောပညာရှင်ကြီး၃ဦးကြံခဲ့တဲ့တည်ရီကိုတောက်ပြီးမှောက်သွားပါတော့တယ်။နောက်တစ်နေ့မနက်ဝါရှန်နိုးလာတော့သူ့ဘေးမှာအသားအိုးဆရာတော်ကိုတွေ့လိုက်ပါတယ်။တာအိုးဆရာတော်ကလည်းအခန်းထဲမှာသွားလာပြီးထိခုတ်တာကိုမပြည့်ကွက်စေဖို့ပြောပြီးထွက်သွားပါတယ်။ဝါရှန်ဟာနေ့စဉ်မပြတ်ထိခုတ်ရင်းနဲ့ပဲတာအိုးဆရာတော်စီမှာချိန်သုံးလကြာမြင့်သွားခဲ့ပါတယ်။ တုံးလာတာကြပြီးသွားတော့ဝမ်ချန်ဟာသူ့ရဲ့မိမစီကိုပြန်မှုအတောင်းအောင်ဆင်းခြင်းကြောင့်တောက်အိုဆရာတော်ကိုရှောက်ထားပါတယ်။ဆရာတော်ကလည်းခွင့်ပြုလိုက်ပါတယ်။ဝမ်ချန်ဟာသူပြောင်းနေတဲ့တုံးလာအတွင်းမော်ပညာချင်းကျန်နေတယ်လို့သူ့မိမကိုအကြောင်းပြချက်ပေးချင်တာနဲ့တောက်အိုဆရာတော်ကိုနယံဖြတ်ကျော်မော်တက်ကိုတင်ပေးဖို့ပြောလိုက်ပါတယ်။တောက်အိုဆရာတော်ကလည်းမန္တန်တပုတ်ကိုဝမ်ချန်ကိုတင်ပေးပြီးနယံကိုဖြတ်ကျော်စေပါတယ်။ဒီလိုနဲ့ဝမ်ချန်ဟာနယံဖြတ်ကျော်အတက်ကိုတက်မြောက်သွားပါတယ်။တာအိုဆရာတော်ကမော်အတက်ကိုသူများတွေအာယုံဆိုင်လာဖို့အသုံးမပြုရဘူးလို့ထေချာမှားလိုက်ပါတယ်။ နောက်နေ့ရောက်တော့ဝါချန်ဟာဆရာတော်ကိုနှုတ်ဆက်ပြီးသူမိမစီကိုပြန်မာတော့တယ်။ဝါချန်ဒီဝမ်းသာအရအိမ်ပြန်ပြီးသူ့ရဲ့စနေရဲကိုကြွားလုံးထုတ်ပါတယ်။သူဟာနယံကိုထိုးပေါက်ပြတ်တရန်ကြိုးစားတော့လဲစရေးမှန်ဖြစ်အားမထုတ်ခဲ့တော့ကြောင့်မော်စွမ်းဟာပြက်ကွယ်သွားပြီးသူ့ရဲ့ကောင်းဟာနယံနဲ့တိုက်မိပြီးနဖူးမှာဘူရီကြီးနှလုံးထွက်လာခဲ့ပြီးနောက်ကျင့်ကြံသူဖားရဲ့ပုံမြင်လေးဟာပြီးဆုံးသွားပါတယ်။စာတင်နာကလည်းပုံမြင်ဟာကောင်းမွန်ကြောင်းမှတ်ချက်ပေးလိုက်ပါတယ်။ကျင့်ကြံသူလည်းရဲ့ပုံမြင်လေးကတော့ တို့ရွှေဆိုတဲ့စက်ကြောတက်ကောင်လေးဟာလန်ရော့ဖျားကြောင်းသားမှာအိပ်ပျော်နေခိုင်ရုတ်တရက်စိတ်ကူးရဲ့အိမ်မက်ကဘာတဲကိုရောက်ရှိသွားပါတယ်။အဲ့ဒီနိုင်ငံကတော့ပြားနိုင်ငံဖြစ်ပြီးပန်းဝွင့်များအဆောက်အအုံများပြားစစ်တီများဖြစ်ရင်စီကားနေပါတယ်။ပြားနိုင်ငံရောက်တော့ပြားပြင်မကိုတွေ့ပါတယ်။ပြားပြင်မကတို့ရွှေရဲ့ဂုံတရင်တွေကိုကြားလာမလို့သူမရဲ့သမီးလေးကိုကဗျာပကြီးပညာသင်ပေးဖို့တောင်းဆိုပါတယ်။ တို့ရွှေကအစာပိုင်းတော့ငင်းဆန်ပေမဲ့ပြမင်းသမီးလေးကိုမြင်တော့တင်ပြီးဖို့လက်ခံလိုက်ပါတယ်တို့ရွှေနဲ့ပြမင်းသမီးလေးတို့ဟာပြင်းထွက်ကစားလိုက်စာလုံးလိုက်နဲ့မြင်းမြန်ဆန်ဆန်ပဲရင်းနှီးရဲ့တငယ်ချင်းတွေဖြစ်သွားပါတော့တယ်ပြမင်းသမီးလေးဟာတို့ရွှေကိုအပြန်တင်ပေးရင်တို့ရွှေဟာအောက်ကိုပြုတ်ကျသွားပြီးအိမ်မက်ကနေလန့်လို့လာပါတော့တယ်သူဟာလက်ရှိကဘာမှာအိမ်မက်ထဲကပြမင်းသမီးရဲ့ပုံလူပကြီးကိုဆွဲမိသွားပါတယ်။ပုံလူပကြီးကားလေးကိုကင်ပြီးအိတ်နေခိုင်ဒုတိယအကြိမ်သူ့ရဲ့စိတ်ကူးရင်ပြားကဘာကိုထပ်မံရောက်ရှိသွားပါတော့တယ်။ တငယ်ချင်းတယောက်ဟာပြားပါရဲ့ပန်းပွဲတော်မှာပျော်ရွှင်နေချိန်မူရမိတ်သားကြီးဟာပြားတိုင်းမီရဲ့ဖိုးတံပြားကြီးကိုခိုးယူဖို့ရန်ကြိုးစားနေပါတယ်။ပြားမင်းသမီးရဲ့မေတော်နဲ့ပြားစစ်တီတော်များဟာမိတ်သားကြီးနဲ့တိုက်ခိုက်နေကြပါတယ်။တိုက်ခိုက်ရင်လည်းပြားမေတော်ဟာတေဆုံးသွားခဲ့ပါတယ်။ပြားမင်းသမီးလျံဟွားနဲ့တို့ရှိတို့ဟာလည်းမိတ်သားကြီးကိုအသေးအကျေးတိုက်ခိုက်ကြပါတော့တယ်။တိုက်ခိုက်ကြရင်လည်းနောက်ဆုံးမှာတို့ရှိဟာမိတ်သားကြီးရဲ့မျက်လုံးကိုဓာတ်နဲ့ထိုးပေါက်ပြီးတက်ပြစ်လိုက်နိုင်ခဲ့ပါတယ်။ အားလုံးပြီးသွားတဲ့နောက်မှာတော့သူ့ရွှေဟာလက်ရှိကဘာမှာလျံဝါတို့နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။စာတင်နာဟာပုံမြင်နဲ့နားထောင်ပြီးနောက်မှာတော့ဖားကြီးနဲ့လေးကြီးဟာအရှင်းများနေကြပါတယ်။စာတင်နာကိုလည်းဘုသူပုံမြင်ကပိုကောင်းလဲဆိုပြီးမှတ်ချက်ပေးခိုင်းနေပါတော့တယ်။စာတင်နာဟာညံလိုကောင်းပါလေလို့မှတ်ချက်ပေးလို့ဖားကြီးဟာစာတင်နာကိုစားဖို့လုပ်ပါတော့တယ်။ဒါပေမဲ့စာတင်နာဟာပုံမြင်ရဲ့ခေါင်းစဉ်တွေဟာမတူတာကြောင့်ထပ်ပြီးပြောပြဖို့ပြောပါတော့တယ်။အဲ့ဒါနဲ့ဖားကြီးကလည်းသူ့ရဲ့ဒုတိယမြောက်ပုံမြင်ဖြစ်တဲ့အနာဂတ်မှာဖြစ်လာမယ့်ပုံမြင်တစ်ပုဒ်ကိုပြောပြလိုက်ပါတော့တယ်။ နင်းချိုက်ချံဆိုတဲ့လူငယ်တယောက်ဟာခီးတထောက်နွားဖို့အတွက်လမ်းရော့တဲ့ကိုကန်းကိုရောက်ရှိလာပါတော့တယ်။ညအချိန်မှာညချောင်ချံဆိုတဲ့မိန်းကလေးကသူမရဲ့တောင်းဝန်အရနင်းချိုက်ချံကိုလဲစားဖို့လုပ်နေပါတော့တယ်။သူမဟာလှပပြီးတနာစရာပုံစံနဲ့နင်းချိုက်ချံကိုလဲစားရန်ကြိုးစားခဲ့ပါလေ။ဒါပေမဲ့နင်းချိုက်ချံဟာသူ့ရဲ့ကိုကျင်တရားကိုခိုင်မြဲစွာထိန်းသိမ်းထားခဲ့ပါတယ်။ညချောင်ချံဟာနင်းချိုက်ချံရဲ့ယူတာဖြောင့်မတ်မှုကြောင့်အာအသိမှုလေးစားမှုတို့ကိုခံစားလာရပါတယ်။ နောက်တစ်နေ့ရောက်တော့တဲခိုကန်းကလူနေရောက်ဟာရုတ်တရက်တေးဆုံးသွားခဲ့ပါတယ်။အဲဒါကြောင့်ခြိုက်ချံဟာရှောင်းချံကိုတဲခိုကန်းကမျက်စုံဆက်သွားဖို့ပြောနေပါတော့တယ်။ဒါပေမဲ့ရှောင်းချံကတော့သူမမှပြောစရာရှိရဲဆိုပြီးခြိုက်ချံကိုတနေရာကိုခေါ်သွားပါတော့တယ်။အဲဒီနေရာရောက်တော့ရှောင်းချံက"သူမဟာတစေဖြစ်ကြောင်သူမကိုလောရံဖျားကြောင်လဲမှာပဲပြုံနေထားကြောင်သူမဟာရခတကောင်ထိရောက်တာခံနေရကြောင်ပြောပြပါတယ်"သူမဟာရခကြီးအတွက်လူသက်ပင်နေရကြောင်းခြိုက်ချံကိုလည်းစိတ်ကောင်းရှိလို့မတက်ခဲ့ကြောင်းတွေပါပြောပြခဲ့ပါတယ်။ ။သူမကခြိုက်ချံကိုရခိုင်ကြီးလက်ကလွတ်အောင်တဲခိုဆောင်ကလူထုလူသက်မုန်းစိတ်ကြီးနဲ့ညသွားနေဖို့ပြောလိုက်ပါတယ်။ခြိုက်ချံဟာအဲ့ဒီညမှာမုန်းစိတ်လူကြီးနဲ့တညသာသွားရပါတော့တယ်။သူတို့နှစ်ယောက်ဟာရက်တွေတောက်ပြီးမှောက်နေခိုင်ရခိုင်ကြီးရောက်လာလို့မုန်းစိတ်နဲ့လူကြီးဟာရခိုင်နောက်ကိုလိုက်တိုက်ပါတော့တယ်။ခြိုက်ချံဟာရှောင်ချစီသွားတွေ့နေခိုင်ရခိုင်ဖွားကြီးရောက်လာလို့ပုန်နေခဲ့ပါတယ်။ချောင်ချံဟာသူမလူပြိုင်ဝင်သားချင်းချောင်းပြောလို့အဖွားကြီးကသူမကိုနှိမ့်ဆက်နေပါတယ် ပုံနေတဲ့ခြိုက်ချက်ဟာထွက်လာလို့အဖွားကြီးဟာသူ့ကိုတတ်ဖို့လုံနေတော့မှာပဲမုတ်စိတ်လူကြီးရောက်လာပြီးတိုက်ခိုက်လို့ထွက်ပြေးရပါတော့တယ်။မုတ်စိတ်လူကြီးဟာချောင်ချက်ကိုလည်းတတ်ဖို့လုံလို့ခြိုက်ချက်ကမတတ်ဖို့တားလိုက်ရပါတယ်။နောက်နေရောက်တော့ချောင်ချက်ဟာသူ့မရဲ့ရိုးပြအုပ်ကိုခြိုက်ချက်ကိုပေးလိုက်ပါတယ်။မုတ်စိတ်နဲ့လူကြီးဟာလည်းခြိုက်ချက်ကိုအစွမ်းထက်တဲ့တရေအိတ်လေးကိုပေးခဲ့ပါသေးတယ်။ချာချာဟာရှောင်းချန်ကိုသူ့ရဲ့ရွာကိုခေါ်သွားပြီးသူမရဲ့ရိုးပြကိုပါမြုံနှံပေးပြီးလူပြန်ဝင်စားစေပါတယ်။ ိုင်မဲ့ရှောင်းချာကလူပြည်မှာဆက်နေကျင်နေတဲ့ဆိုပြီးလူပြည်မဝင်သားပဲခြိုက်ခြံတဲ့သူတွေနေထိုင်နေပါတယ်။အတူနေထိုင်ကြရင်သူတို့ဟာတယောက်နဲ့တယောက်မေတ္တာမျှပြီးလက်ထပ်ဖို့သုံးဖြတ်လိုက်ကြပါတယ်။လက်ထပ်ဖို့ပြင်ဆင်နေရင်သူတို့ရဲ့နေရာကိုရက်ခခွားကြီးကလက်စားချေဖို့ရောက်ရှိလာပါတော့တယ်။ခြိုက်ချံအောင်အိမ်ရဲ့တကားမှာမုတ်စိတ်ကြီးပေးတဲ့တရေအိတ်ကိုချိတ်ထားပေမဲ့ရက်ခဟာနယံကနေဖောက်ပြီးဝင်လာပါတော့တယ်။ရက်ခကြီးဟာသူတို့နှစ်ယောက်ကိုတတ်ဖို့လုပ်နေတော့မှပဲအိတ်ထဲကမကောင်းဆိုးဝါးကြီးတွေကရက်ခကြီးကိုဖမ်းခေါ်သွားပြီးအိတ်ထဲမှာပိတ်ပစ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်တဆေမလေးရှောင်းချံကိုပါခေါ်ဖို့လုပ်ကြပေမဲ့အိတ်ထဲမရောက်ခင်မှာရှောင်းချံဟာလူပြတ်ဖြစ်သွားလို့အခေါ်မခံခဲ့ရတော့ပါဘူးအားလုံးပြီးတော့အဲ့နောက်သူတို့နှစ်ယောက်ဟာတစ္ဆာရှိစွာပေါင်းဖက်သွားကြပါတော့တယ်ဖားရဲ့ပုံမြင်ပြီးတဲ့နောက်လက်ကြီးဟာသူ့ရဲ့ဒုတိယမြေပုံမြင်ကိုထပ်ပြောပါတော့တယ်ဝမ်လို့ခေါ်တဲ့မျိုးသားတဦးဟာသူ့ရဲ့ရိုးသားတဲ့ဇနီးနဲ့အတူအေးချမ်းစွာနေထိုင်ကြပါတယ်တနေ့မှသူတို့ရဲ့ဘဝတွေကိုမျိုးသမီးတူဝင်ရောက်လာပါတော့တယ် အဲ့ဒီမိန်းကလေးကတော့လူရည်ကုန်ခြုံထားတဲ့တစီတကောင်သာဖြစ်ပါတယ်။တနေ့မှဝမ်မျိုးသားဟာမိန်းကလေးတယောက်နေစရာမရှိဖြစ်နေတာကိုတနာကိယနာတက်ပြီးလမ်းတော်ကြောင်သားကစတင်ဆောင်မှာနေခွင့်ပေးခဲ့ပါတယ်။ဒီလိုနဲ့ဝမ်မျိုးသားနဲ့တစီမဟာပိုးပြီးရင်းနှီးလာကြပါတယ်။ဝမ်မျိုးသားဟာတစီမရဲ့ဖျားအောင်မှုတွေအောက်မှာကြာရှုံးသွားပြီးသူ့ရဲ့မိန်းမကိုတစ္ဆာဖောက်မိသွားပါတော့တယ်။ဝမ်မျိုးသမီးဟာလည်းသူ့ရဲ့ခင်မွန်းကမူမမှန်ဖြစ်လာလို့နောက်ကလိုက်ပြီးစုံစမ်းပါတော့တယ်။ ဝမ်မျိုးသားနဲ့သူစနီးဟာအဲ့ဒီမိန်းကလေးကိုတစိမမှန်းသိပြီးထိတ်လန့်သွားနဲ့တာအုပ်ဆရာတော်ဒီကိုကူညီသွားတောင်းပါတော့တယ်။သူတို့ဟာတာအုပ်ဆရာတော်ဒီကနေအိမ်ကိုပြန်ရောက်လာတော့တစိမဟာသူတို့ရဲ့အိမ်ကိုလိုက်လာပြီးဝမ်မျိုးသားကိုတပ်ပစ်လိုက်ပါတော့တယ်။တာအုပ်ဆရာတော်ကလည်းတစိမကိုလိုက်ရှာပြီးတပ်ပစ်လိုက်ပါတော့တယ်။ဝမ်မျိုးသမီးဟာတာအုပ်ဆရာတော်ကိုသူ့ယောက်ျားကိုကယ်တင်ပေးဖို့ပြောတော့တာအုပ်ဆရာတော်ကသေလူကိုကယ်နိုင်တဲ့လူတစ်ယောက်စီကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကြီးဟာညစ်ပတ်ပေးကြနေပြီးနန်းစောနေပါတယ်။ ဝမ်မျိုးသမီးဟာသူ့ခင်မိုးကိုပြန်ခဲ့ပေးဖို့အဲ့ဒီလူကြီးကိုတောင်းဆိုလိုက်ပါတယ်။အဲ့ဒီလူကြီးဟာသူ့ခန္ဓာကိုယ်ပေါ်ကရွှေနယ်ကိုလုံးပြီးအဲ့ဒီရွှေလုံးကိုစားရင်ကယ်ပေးမယ်လို့ပြောလို့သူမကရွှေရှာစာနဲ့ပဲချိန်မျိုးချလိုက်ရပါတယ်။အဲ့ဒီနောက်ရေရင်းလာသွားပြီးသူမရဲ့ပါဇက်ကိုရင်းနဲ့ဆေးပါဇက်ထဲကရှင်လုံးပြန်ထွက်ကြအောင်လက်နဲ့ထိုးပေးမိ။ရှင်လုံးကတော့ပြန်ထွက်မကြလာခဲ့ပါဘူး။သူမဟာသူမခင်မွေးရဲ့အလောင်းစီရောက်လာပြီးအနားရောက်မှရှင်လုံးကိုဝမ်းအချက်ပြစ်လိုက်ပါတော့တယ်။ အန်ချပြီးရင်တော့သူမရဲ့ခင်မုန်းဟာအသက်ပြန်ရှင်လာပြီးနောင်ရတွေရပြီးသူမကိုပြန်တောင်းပန်နေပါတော့တယ်။လက်ကြီးဟာသူ့ရဲ့ပုံမြင်ကိုအဆုံးသတ်ပြီးတော့စာတင်သားကိုမှတ်ချက်ပေးခိုင်းပါတယ်။ဒါပေမဲ့စာတင်သားကမှတ်ချက်မပေးနိုင်လို့ဆိုပြီးဖားကြီးကသူ့ပိုက်ထဲမျိုးချလိုက်ပါတယ်။စာတင်သားဟာသူပြောပြတဲ့ပုံမြင်ကိုရင်နှားထောင်ပြီးမှစားကျင်စားပါလို့ပြောလို့ဖားကြီးကပြန်ထုတ်ပေးလိုက်ပါတယ်။စာတင်သားဟာသူ့ရဲ့ပုံမြင်ကိုစပြောပါတော့တယ်။ကျန်းရီတန့်ဆိုတဲ့ပညာရှိလူငယ်လေးရဲ့နောက်ကိုတော့ဝက်ကြီးတကောင်လိုက်လို့ပြင်းနေရင်မိန်းကလေးတယောက်ကသူ့ကိုကယ်တင်ခဲ့ပါတယ်။ ရွေတန်းဟာမင်းကလေးရဲ့အိတ်ကြကြံငယ်လို့လိုက်ဆောင်တန်းရင်သူမရဲ့နမီဟာလူဆိုတာကိုသိသွားခဲ့ပါတယ်ဒါပြင်သူမဟာလူမဟုတ်ပဲတစိမတယောက်ဆိုတာကိုပါသိသွားခဲ့ပါတယ်။ရီတန်ဟာမိန်းကလေးလူရဲ့မြို့နယ်နဲ့နေရာကိုသွားပြီးသုံးလာသည့်ဒီကပြရွတ်ပြခဲ့ပါတယ်။အဲ့ဒီနေ့သူကပြရွတ်ပြနေတော့မှပဲမိန်းကလေးလူဟာအပြင်ကိုဖောက်ထွက်လာပါတော့တယ်။မိန်းကလေးလူဟာအပွင့်ဘက်ကိုဘက်ကြာပန်းကိုပြပြီးအသက်တစ်ချောင်းကယ်တိုင်းကြာဘက်တစ်ပွင့်ဝင်ပြီးကိုဘက်ထိပွင့်ရင်သူမလူပြန်ဝင်စားနိုင်မှာဖြစ်ကြောင်းပြောပြပါတယ်။ သူတို့ဟာအသက်ကယ်ဖို့အတွက်တင်းကြိုင်းတွေကထွက်လာခဲ့ကြပြီးရင်းနှီးနေတဲ့ကလေးလေးကိုကယ်တင်ပေးလိုက်ပါတယ်။တီတို့နဲ့သူတို့နှစ်ယောက်ဟာတခြားသူတွေရဲ့အသက်ကိုလိုက်ကယ်တင်ရင်နောက်ဆုံးမွေးပတ်တစ်ဖက်ပဲပွင့်မှုကြံပါတော့တယ်။နောက်ဆုံးတက်တဲ့ချောင်းကယ်ဖို့အတွက်သူတို့ဟာငါးလေးတကောင်ကိုသိသွားပါတော့တယ်။ရွေးသားကငါးလေးကိုကယ်ဖို့လုပ်ပေမဲ့မိန်းကလေးလူကသားလိုက်ပြီးသူပြန်ဝင်သားရင်အရာအလုံးမမီတော့မှမဟုတ်ကြောင်းပြောနေပါတယ်။ရွေးသားဟာသူ့လုံးဝတက်စွာဖောက်မှမဟုတ်ကြောင်းပြောပြီးငါးလေးကိုကယ်ပေးလိုက်ပါတယ်။ ရွှေတန့်ဟာ16နှစ်ကြာရင်မိန်းကလေးလူကိုရှာပြီးလက်ထပ်မယ်လို့ကတိပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်သူတို့နှစ်ဦးဟာမရဏပြည်ကို သွားခဲ့ပါတယ်။လမ်းမှာဖွားဟုတ်တဦးကိုလည်းကူညီပေးခဲ့ပါတယ်။မရဏမင်းကြီးဟာမိန်းကလေးလူကိုမှတ်ညံတဲ့ချို့ကိုတော့ခြံထားပေးပြီးလူပြန်ဝင်စားစေလိုက်ပါတယ်။ရွှေတန့်ကိုလည်း16နှစ်ကြာလို့အခက်ခဲကြုံရရင်လမ်းတော့ဖျားကြောင်ကရည်ရင်းကိုမမေ့လိုက်နဲ့လို့လည်းမှားလိုက်ပါသေးတယ်။ဒီလိုနဲ့16နှစ်ကြာပြီးနောက်မှာတော့ရွေးတန့်ဟာချစ်ရသူကိုစောင့်နေရင်အိုမင်းရင်ရောသွားခဲ့ပါတယ် သူဟာသူ့ရဲ့အိုမင်းရင်ယော်နေတဲ့မျက်နှာကိုမြင်သွားပြီးလမ်းတော့ဖះကြောင်းလေးကရေရင်းတီကိုသွားပါတော့တယ်။သူဟာရေရင်းလေးကိုကြသွားပြီးပြန်တက်လာချိန်မှာတော့လွန်ခဲ့တဲ့၆မိနစ်ကလိုမျိုးပြန်မှုပြသွားပါတော့တယ်။လူပြန်ဝင်သွားပြီးတဲ့မိန်းကလေးလူကလည်းယူတန်သူကို လာတော့မှကိုစောင့်နေပါတယ်။အဲ့ဒီအချိန်မှာပဲယူတန်ဟာသူ့မကိုလာရောက်တော့ရမ်းပါတော့တယ်။ဒါပေမဲ့သူ့မဟာယူတန်ရဲ့မပြောင်းလဲတဲ့မျက်နှာကိုမြင်ပြီးအံ့အားသင့်နေရပါတယ်။ဒါပြင်သူမိဘတွေကတခြားလူငယ်လေးတယောက်ကိုလိန်ပြီးသူမကိုလာတော့ရန်ခိုင်းတယ်လို့အထင်လွဲသွားပြီးသူမကိုသူမတက်စီလိုက်ပါတော့တယ်။ ဖီတန်ဟာအသက်မရှိတော့တဲ့သူမရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးထိတ်လန့်သွားပါတယ်။သူဟာမရဏပြည်ကိုပြေးသွားပြီးသူမကိုဘဝမကူဘူးသားပါတယ်။မင်းကလေးလူဟာလည်းအဲ့ဒီလူဟာယူတန်ဆိုတာကိုမယုံကြည်ဖြစ်နေပါတယ်။ယူတန်ဟာသူမကိုထမ်းခေါ်ပြီးမရဏပြည်ကနေထွက်ပြေးပါတော့တယ်။ထွက်ပြေးရင်းနဲ့မင်းကလေးလူဟာယူတန်အစ်ဖြစ်မှန်းသိသွားပြီးနှစ်ယောက်သာပြေးရင်လွတ်မြောက်သွားပါတော့တယ်။တာတင်နာဟာပုံမြင်ကိုအဆုံးသတ်လိုက်တဲ့အခါဖားကြီးနဲ့လိတ်ကြီးဟာငိုနေပါတော့တယ်။ စာတင်နာကလည်းပုံမြင်တွေထပ်ပြောပြမယ်ဆိုပြီးပြောပေမဲ့ဖားကြီးဟာထပ်ပြောရင်စားပြစ်မယ်လို့ပြောပြီးစာတင်နာကိုရေတွင်းရဲ့ပြင်ဘက်ကိုနှင်ထုတ်လိုက်ပါတော့တယ်စာတင်နာကလည်းဖားနဲ့လေးကိုနှုတ်ဆက်ပြီးတော့လာယာလန်းအတိုင်းလှည့်ပြန်ခဲ့လိုက်ပါတော့တယ်